စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း American သမ္မတအင်ဗီရိုရှေ့နဲ့တရုတ်တန်ယုံရှေ့မှာ American ပြည်နယ်90ရောက်မြန်မာတွေပူးပေါင်းဆန္ဒထုတ်ဖော်သွားဖို့ရှိနေပါတယ်။ဒီသတင်းကိုတွတ်တာချန်တာပြပို့ထားပါရရှင်။ စစ်ကောင်စီတူရောင်ရွေးကောက်ပွဲကိုစတင်ကြောင်း American ပြည်တော်စုမြို့တော် Washington DC တမရအိမ်မြို့တော်ရှိနေတရုတ်တန်ရုံရှိမှာ American ပြည်နယ်90ရောင်မြန်မာတွေပူးပေါင်းဆန္ဒထုတ်ဖော်သွားဖို့ပြင်ဆင်နေတာပါ November 22ရက်နေ့ကျရင်ပြည်လုံးမဲ့ဆန္ဒပြပွဲကိုကျင်းပနိုင်ရေးအတွက် October 17ရက်နေ့နဲ့25ရက်နေ့တွေမှာပြုလုပ်ခဲ့တဲ့ Global Meeting တွေမှာဆွေးနွေးတိုင်ပင်အကြည့်ပြုချက်ရယူခဲ့တာဖြစ်ပါတယ်ကျမတို့နေရာနှစ်ခုခွဲပြီးတော့လှုပ်သွားမှာဖြစ်ပါတယ် အာဒီအင်ဖြူရောအရှိမရဲ့နောက်တခါအဝါရှင်တန် DC မှာရှိနေတဲ့တရုတ်တန်ယုံအရှိမရဲ့ပေါ့နော်ကျမတို့အဲနှစ်ခုလောက်သွားဖို့ရှိပါတယ်ရာသီဥတုအရအရန်ကိုဒီ challenging ဖြစ်နိုင်တဲ့အနေအထား ကဲအရင်အေးတဲ့အချိန်ဖြစ်ပေမဲ့လည်းကျမတို့တောင်အောင်မြင်စွာလှုံ့ဆော်သွားဖို့အကြည့်ပါရရှင်ဟိုအာဆီယံဆမ်မစ်ဖြစ်နေတဲ့အချိန်မှာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့နိုင်ငံတကာတိုင်ဝိုင်းနေနောက်ဆိုးရရရနေပြီးတော့မှဒီအတူရောင်ရေကောက်ပွဲကိုလက်မခံဖို့အတွက်ကိုချင့်ကပ်ဖို့အများကြီးရှိပါတယ်ကျမတို့ဒီနိုင်ငံတိုင်းနိုင်ငံတိုင်းမှာရှိနေတဲ့ member of parliament နေပေါ့နော်သူတို့အားလုံးကနေပြီးတော့မှတင်းတင်းကြပ်ကြပ်ထဲနဲ့အတူရောင်ရေကောက်ပွဲကိုလက်မခံမှုဆို ်တဲ့သူတို့ရဲ့ဆန္ဒထုတ်ပြန်မှုတွေပေါ်ပေါက်လာအောင်ကျမတို့တွေကြိုးပမ်းနေမှုတွေရှိပါတယ်ရှင့်စကောင်စီအတူရောင်ရွေးကောက်ပွဲကိုစတင်ရင်းနိုင်ငံတကာလှုပ်ရှားမှုတွေကိုအမေရိကန်၊ကနေဒါ၊ဩစတြေးလျဥရောပနိုင်ငံတွေနဲ့အာရှဒေသတွင်နိုင်ငံတွေရောက်မြန်မာရေးဆောင်ရွက်သူတွေကစီစဉ်ဆောင်ရွက်နေတာဖြစ်ပြီးသက်ဆိုင်ရာနိုင်ငံတွေရဲ့လွတ်တော်နဲ့အစိုးရအသီးသီးစီကိုထိရောက်တဲ့ချင်းကပ်သတင်းပေးတာတွေပြုလုပ်နိုင်မှုကြိုးစားနေတာလည်းဖြစ်ပါတယ်။နိုင်ငံအသီးသီးကနေပြီးတော့ တက်လာတဲ့လူတွေရဲ့လှုပ်ဆောင်ချက်တွေကိုသူတို့ကအစည်းအဝေးမှာတင်ပြပြီးတော့တခြားနိုင်ငံကလူတွေကဝိုင်းဝန်းပြီးတော့လှုပ်ဆောင်တာဖြစ်ပါတယ်ကျွန်တော်လှုပ်တဲ့ဘွဲမှာအဓိကအမေရိကန်ကနေဒါအပြင်ကိုယူရိုဘက်ကဆိုအင်္ဂလန်ဘက်ကလည်းတက်ပါတယ်ဂျာမနီဘက်ကလည်းတက်ပါတယ်ပြင်သစ်ဘက်ကလည်းတက်ပါတယ်နယ်သာလန်ဘက်ကလည်းကျွန်တော်တက်တာရှိပါတယ်အိရှာဘက်ကဆိုလို့ဂျပန်တို့ဆောက်ကိုရီးယားတို့ကနေတက်ကြပါတယ်ထိုင်းအနေနဲ့တက်ကြပါတယ်သူတို့တက်လာတဲ့ ပြင်ဆင်ထားတာတွေကတော်တော်လေးများပါတယ်အားရမှုလည်းကောင်းတယ်ဗျကျွန်တော်တို့တွေကဝိုင်းဝန်းပြီးတော့လက်မှတ်ထိုးတဲ့ကိစ္စတွေတန်တမန်တွေကိုအတိပေးတဲ့ကိစ္စတွေကျွန်တော်လုလုံဆောင်ကြတာဖြစ်ပါတယ်ဆန္ဒပြတဲ့လုပ်ငန်းတွေကလည်းအဓိကအပြင်ဆန်ဖရန်စစ္စကိုမှာလည်းအပတ်စဉ်ပြနေတယ်လို့ဝါရှင်တန် DC မှာလည်းအပတ်စဉ်ပြနေတာဖြစ်ပါတယ် စစ်ကောင်ဆောင်ကဒီဇင်ဘာလကုန်မှရွေးကောက်ပွဲကိုမဖြစ်မနေပြုလုပ်သွားဖို့အားထုတ်နေပြီးမြေပြင်ကပြည်သူတွေကိုရွေးကောက်ပွဲမှာမဲပေးဖို့ဖိအားပေးချက်ကင်တာတွေရှိလာနိုင်တာပါဒီလိုအခြေအနေတွေအတွက်ဒေါ်လာရင်းအားစုတွေကမြေပြင်ပြည်သူတွေအငြင်းမဖြစ်ပဲဒီအခက်အခဲကကြော်လွှားနိုင်မယ့်နိလန့်တွေကိုဆွေးနွေးတိုင်ပင်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနဒူဝန်ကြီးကပြောပါတယ်ကျွန်တော်တို့လက်တွေ့ကြကြဆောင်ရမယ့်လုပ်ငန်းလေးတွေလည်းပြည်တွင်းမှာပေါ့နော်သူတပင်ကရှိလာနိုင်မှာပေါ့နော်တို့ထိတ်ချုပ်တဲ့နေနေရှိမှာဟုတ် ဆိုအဲ့ဒီမှာရှိတဲ့နည်းဒီမှာရှိတဲ့လူတွေကိုတော့သူတို့အတင်းကျပ်မဲပေးဖို့ကိစ္စတွေလောက်လာနေတယ်ပေါ့လေပထမဆုံးတော့မဲလုံးဝမပေးတဲ့ထုတ်ရှားမှုတွေကိုပြအောင်တော့ဆောင်ရွက်ရမှာပေါ့နော်အဲ့ဒီကနေပြီးတော့မှတဆင်အဲတကယ်လို့များအတင်းအကျပ်မဲမပေးမဖြစ်လို့ပေါ့နော်အကြောင်းအကြောင်းကြောင့်သူတို့ကလည်းအတင်းအကျပ်လုံးတာမျိုးရှိနေတဲ့ခါကျတော့ဒီလိုမျိုးမဲပေးဖို့ဖြစ်လာရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတဲ့ကိစ္စတွေဒါကြီးလဲစဉ်းစားဖို့လိုမယ်ပေါ့နော်ကျွန်တော်တို့လူတွေလည်းအန်ဒီရမဖြစ်ပဲနဲ့ဒီမဲပေးတဲ့စနစ်ကိုအနောက်ဆက်ဖြစ်အောင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရမလဲဆိုတာဟာဒါမျိုးတွေကိုလည်း အဒီပညာအထင်ကျွေးကျင်တဲ့သူများလည်းဒါလေ့လာထားနိုင်ပေါ့လေကောင်းမယ်ဆိုတာလေးလည်းအခုတော့ကျွန်တော်တို့ဒီဆွေးနွေးပြတဲ့အထက်မှာပါပါတယ်လို့စစ်ကောင်စီရဲ့အတူရောက်ရေကောက်ပွဲကိုစတင်ကြောင်းဆန္ဒပြပွဲတွေနိုင်ငံတကာမှာဇက်တိုက်ရှိနေပေမဲ့ဒီထက်ပိုအားကောင်းတဲ့ပူးပေါင်းဆောင်မှုတွေပြုလုပ်ဖို့နိုင်ငံတကာရောမြန်မာတွေစုစည်းနေကြတာပါ အောက်တိုဘာ26ရက်နေ့က28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပနေတဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်တက်ရောက်ခဲ့ပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးပွဲနိုင်ငံတွေအဖြစ်အမေရိကန်၊တရုတ်၊ရုရှား၊အိန္ဒိယ၊ဩစတြေးလျ၊ကနေဒါ၊ဂျပန်၊တောင်ကိုရီးယား၊နယူးဇီလန်နိုင်ငံတို့ကထိပ်သီးကောင်းဆောင်တွေတက်ရောက်ခဲ့ကြပြီးအခြေတော်အာဆီယံဒေသတွင်ပြည်ထောင်နာတွေကိုနိုင်ငံတကာကောင်းဆောင်တွေကအလေးပေးချဉ်းကပ်နိုင်မှုကြိုးစားနေတာတွေ့ရပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ။ you mm -hmm.